အလုံးပဲမင်္ဂလာပါဒီနေ့ April 29ရက်နေ့မှာတော့ပြီတော့เนาะနေပြီတော့မှာဆိုလို့ရှိရင်တော့ဒီမင်္ဂလင်ကြောင်းနဲ့တော်တော်ကိုပြည့်စုံဆုံးရှုံးမှုတွေရှိတယ်ဆိုတော့အဲ့ဒီဟာကိုနေပြီတော့ပြည့်လက်ထူထောင်ရဲမှာတခြားလူတွေကိုခေါ်လို့မရဘူးတကယ့်လှုပ်ဝဲနေရတွေကိုဆောင်းမြင်နေရတွေဖြစ်တယ်ဖြစ်တဲ့ခါကျတော့အရင်တုန်းကဆောက်ခဲ့တဲ့ဒီ company တွေ company တွေကိုပြန်ခေါ်တယ်သူတို့စီဝင်တရားနေပြီတော့ဒီနေ့ထုတ်ပြန်တယ်အဲ့ဒီမှာလာပြီးတော့အတိပေးကြပါဆိုပြီးမှထုတ်ပြန်အောင်တွေ့ရတယ်အတိပေးတော့ပြန်လာပြန်လာပြီးတော့မင်းတို့လာပြီးတော့ဆောက် ဒီနေရာမှာမင်းတို့ကစောက်ကတဲ့နေရာတွေဖြစ်တယ်မင်းတို့ကိုစိတ်ချရတဲ့အိပေရတော့နောက်ဒီဖက်ကဒီပြည်တော်မှာရှိတဲ့ဒီစစ်အုပ်စုကနေတကယ့်သူတို့ကိုယုံကြည်မှုရှိတယ်အဲ့ဒါကြောင့်ပြန်ခေါ်တယ်တခြားလူတွေခေါ်လို့ရှိရင်အဲ့ဒီမှာလိုဝဲချက်တွေကလုံးပေါက်ကြမယ်ဒီ6အင်တန်းတို့သူတို့မှာလိုင်ကူတို့ဘာတို့တော်တော်ပြက်မှာပဲနော်ဒီနေမြာဆိုလို့ရှိရင်တကယ့်ဟောဖြစ်တဲ့ခါကျတော့မြေအွန်လိုင်းကူတို့ဘာတို့အကုန်ပြက်မှာပဲဆိုတဲ့ခါကျတော့အဲ့ဒီနေရာတွေကိုပြန်လေပြုပြင်မှုမှန်ဖို့ကဒီသူရဲ့သားသူရဲ့သမီး သမီးနဲ့ဆက်ဆက်တဲ့ company တွေကဆက်လုပ်ပိုင်ခွင့်ရတယ်တင်တာအောင်တယ်။နောက်လောက်ကြာမလို့တင်တာခေါ်ကြမလို့ဘူးသူတို့သားသမီးတွေ automatic ရပြီးသားပဲ။ဆိုတော့အရင်နဲ့ပြေတော့ကိုပြန်လေတိဆောက်ဖို့အစ်စ်နောက်အပွင့်တွေကိုချပြီးတော့အစ်စ်ပြန်ဆောက်ဖို့နောက်ဆောက်ရတဲ့အဒီဟာဆိုလို့ရှိရင်တကက်မြင်လင်ဂျောမှာရှိနေတယ်။နေ့နေ့ဆိုလို့ရှိရင်တော့အလင်းဂျောမှာရှိတဲ့အတွက်ကြောင့်မြင်လင်လှုပ်လို့ရှိရင်တော့နောက်ထပ်ပြီးတော့အဲ့ဒီမှာတည်တည်ပြည့်စုံမှုတွေရှေ့ဦးမယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်ဗျာဆိုတော့အဒီ နေပြည်တော်ဟာဆိုလို့ရှိရင်တကက်မြင်းကလေးဂျောပေါ်မှာတည်ထားတဲ့အမျိုးတစ်မျိုးဖြစ်တယ်ဆိုတဲ့ဟာကိုတော့နောက်ကျွန်တော်တို့တွေ့ရနိုင်မယ်။နောက်တစ်ခုကမကွေးတိုင်းစင်မုံဝေးမြို့နေမှာဆိုလို့ရှိရင်တော့ကပ္ပစာစစ်တုံးကိုနေပြီးတော့ဒီဘက်ကတရခွန်မမနဲ့နေပြီးတော့ဆေးလုံးကျွေးလိုက်တယ်နော်ဆေးလုံးကျွေးလိုက်တယ်။ဆိုတဲ့အခါကျတော့အဲ့ဒီမှာပြိမှတ်တွေကိုထီထီရောက်ထီးတယ်။အဲ့ဒီမှာ၅ရောက်သေးတယ်နော်၅ရောက်သေးတယ်ခုနကဥကပြင်းထန်တန်ရာရရှိတယ်ဆိုတဲ့ဟာကိုလေ ကျွန်တော်တို့ဒီနေ့တင်မီဒီယာတွေမှာဖော်ပြထားတာကိုတွေ့ရမှာဖြစ်တယ်။ဝိဟန်မင်းကြီးကိုလန်နဲ့ဟာဆိုလို့ရှိရင်သူကဇပနခဏကိုလုပ်တယ်။လုပ်တဲ့ခါကျတော့အဲ့ဒီဗန်ဒီကန်မှာဆိုလို့ရှိရင်တော့လူသိန်းပေါင်း2သိန်းတော့လူသိန်းနဲ့ချီပြီးတော့သိန်းနဲ့တောင်မှ2သိန်းနော်2သိန်းတက်ရောက်တယ်။အဲ့ဒီမှာကျွန်တော်တို့ဒီထရန်တို့ဇယ်လန်စကီတို့မင်းသားဝီလီယံတို့စသည်ဖြင့်ဒီဖင်လန်သမ္မတတို့အက်စတိုနီးယားသမ္မတတို့စသည်ဖြင့်ဒီမှာလူကြီးလူကောင်းတွေတကယ်နော်ဒီသမ္မတတွေနိုင်ငံတော်သမ္မတတွေအဲ့ဒီမှာသွားပြီးတော့ ော်တက်ရောက်တယ်ဆိုတဲ့ဟာကိုလည်းတွေ့ရတယ်အဲ့ဒီမှာထရွန်နဲ့တက်တယ်ဒေါ်နယ်ထရွန်ပေါ့ဒီအမေရိကန်ရဲ့သမ္မတဒေါ်နယ်ထရွန်တက်တယ်ဇယ်လန်စကီတက်တယ်အဲ့ဒီမှာမင်းသားဝီလျံတက်တယ်ဆိုတော့အတိတ်ပြရတော့ဒီဖင်လန်သမ္မတလည်းလာတယ်ဒီအက်စတိုနီးယားဆိုတော့ဖင်လန်နဲ့အက်စတိုနီးယားကတော့ရှေ့တန်းဖန်ခုံတွေမှာထိုင်ရတယ်ဆိုတဲ့ဟာကိုလည်းဒီနေ့သတင်းမီဒီယာမှာတွေ့ရတယ်ဆိုတော့နော်ပုတ်ရဟမင်းကြီး Francis နော် Francis နော်သူရနာမည်ကတော့ Francisco ပေါ့နော် Francisco သူရဲ့စာပတ်ကိုလူသိမ်းနဲ့ချီပြီးတော့တက်ခဲ့တယ်အဲ့ဒီမှာ Tronezelensky ကတော့အဲ့ဒီမှာ ဖရားလည်းဖူလိုက်ဦးလည်းတူးပေါ့ဆိုတော့အဲ့ဒီငင်းချရဲ့အကြောင်းကိုသူတို့နှစ်ယောက်တွေးပြီးတော့ဆွေးနွေးကြတယ်ဆိုတဲ့ဟာကိုတွေးရတယ်ဆိုတော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်မြပတီနေမက်ဆော့နော်ရေးစခန်းမှာဆိုလို့ရှိရင်တော့ဒီလက်နဲ့တွေအများကြီးရတယ်အဲ့ဒီမှာဆိုလို့ရှိရင် M79 40မမရဲ့နော်အဲ့ဒီကြီးစံအလုံး3လုံးရဲ့5.56အဲ့ဒီကြီးအတောင်ပေါင်း2800 60နဲ့9တောင်ဝင်ပြီးတော့ဒီထိုင်းကနေပြီးတော့ဖမ်းလို့ရတယ်။ဟိုတရက်နေ့ရက်ကလည်းဒီလက်နဲ့တွေနဲ့အတူဖမ်းစီရမိတယ်။အဲ့ဒါကထိုင်းကလူပဲเนาะထိုင်းကလူတယ်ကာမောင်သမားကိုလည်းဖမ်းလို့ရတယ်။ဘာဖြစ်ဆိုတော့ဒီထိုင်းကဒီကာမောင်သမားတွေကနေပြီးတော့သူတို့ကအခြေဆက်တယ်။အဲ့ဒီကာ ထဲမှာဆိုလို့ရှိရင်လက်နဲ့တို့ထည့်ပြီးတော့ဒီဖက်မှာ KNU ဖက်မှာပို့တယ်เนาะလက်နဲ့တို့ပို့တယ်ကြီးဆန်းနေပို့တယ်အဲ့ဒီပြန်တော့မုံခိုလမ်းကြောင်းအရင်ပြီးတော့လက်နဲ့တွေအယောင်အဝေတွေလုံနေကြတယ်ဆိုတော့အတ္တကိုနေပြီးတော့ဒီမက်ဆော့ရဲ့ရေးစခန်းမှာနေပြီးတော့ဖန်စီရမိတယ်ဆိုတော့ဒီဟာကိုတွေ့ရတယ်ဟိုတရက်နေ့ကတော့လက်နဲ့တွေအများကြီးရတယ်အခုကတော့ကြီးတွေเนาะဒီတနက်မှာထည့်တဲ့ကြီးတွေဘာဖြစ်ဆိုတော့ဒီ KNU ရဲ့နေမြေမှာဆိုလို့ရှိရင်ဒီ KIA လို့သူတို့မှာဆက်မရှိဘူးเนาะဆက်မရှိဘူးလက်နဲ့ဒီ ကြီးစံထုတ်တဲ့ဆက်မရှိဘူးနှစ်ပေါင်း90တော့ရှိတယ်ဒါပေမဲ့ဆက်မရှိဘူးဒါပေမဲ့ KIA ကျတော့သူတို့ကနှစ်ပေါင်း60လောက်ရှိတယ်ဒါပေမဲ့သူတို့ကတော့ဆက်တွေရှိတယ်တနက်တွေထုတ်လို့ရတယ်အဲ့ဒီပြရတော့သူတို့ကသူတို့ဖာသာသူတို့ထုတ်တဲ့ဟာကိုပဲအဓိကဦးစားပေးပြီးတော့ KNU ကျတော့ဒီသမိုင်းမှာဒီတော်လိုက်ရဲ့သမိုင်းမှာနှစ်အကြအခြေဆုံးเนาะဒီစက္ကစကိုရန်ကုန်အစိုးရခေါ်လောက်အောင်ထိတိုက်နိုင်ခဲ့တဲ့ဒီ KNU ကဆိုလို့ရှိရင်လက်နက်ဆက်ရုံမရှိဘူး တော့ကြည်စံစဲရောမရှိဘူးဆိုတော့အဒီမကွာနေပြီးတော့တင်သွင်းပြီးတော့တိုက်ရတဲ့အခြေအနေမျိုးအဲ့ဒါကြောင့်အခုတိုက်ပွဲတွေတကယ်ပြင်းထန်လာပြီဆိုလို့ရှိရင်လက်နက်တွေကိုကြည်စံတွေကိုနေပြီးတော့ဟုတ်ဖက်ကမောင်ကိုလန်းကနေပြီးတော့သိင်းတဲ့ဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရနိုင်မယ်ဒီနေရာမှာဒါတော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင် NLD ရဲ့တန်လျင်အမတ်ဒီရန်ကုန်တိုက်လွှတ်တော်ကိုစလျာဆိုလို့ရှိရင်ဦးနေလင်းခေါ်ဦးပေါ့ဆဆိုတဲ့လူကဆိုလို့ရှိရင်တော်လည်ရင်နေနေပါ အဲ့ဒီမှာကိုလင်းသွားပြီနော်ကိုလင်းသွားပြီဘာဖြစ်လဲဆိုတော့အဲ့ဒီမှာဆိုလို့ရှိရင်ဈေးဝကူတာမှုတွေကဆိုလို့ရှိရင် အချိန်မီမရဘူးနော်အချိန်မီမရတဲ့ခါကျတော့အဲ့ဒီမှာဈေးကူတာဖို့ဆောင်ရဆောင်ရနေအဲ့ဒီမှာနေမြေတစ်ခုမှဒီတော်လိုင်းရေးထင်းချွတ်ထားတဲ့နေမြေတစ်ခုမှနာမည်တော့မပေါ်ပြောင်းပါဘူးဆိုတော့လုံခြုံရေးရပါတော့ဆိုတော့ဒီမှာကိုလင်သွားတယ်ဒီလိုကိုလင်နေဟာဆိုလို့ရှိရင်ဒီ NLD ပါတီရဲ့အမှတ်24ရောက်မြောက်ဖြစ်ပြီဆိုတဲ့ဟာကိုလေတွေ့ရတယ်နောက်တစ်ခုကအရင်ပြင်းတဲ့ဂျုံတော်မျိုးနေမှာရှိတဲ့ BGF ရဲ့မွေးရေးစေဝါနဲ့ချမ်းသာတဲ့ ဘုံမောင်ဝင်းအောင်ဆိုတော့အဲ့ဒီတပ်ဖွဲ့ဝင်တွေ gate တွေကိုနေပြီးတော့ဝင်မလို့တိုက်တယ်တိုက်တဲ့အခါကျတော့အဲ့ဒီမှာသူတို့ဖွဲ့တွေရာဆိုလို့ရှိရင်ဘိုးမောင်ဝင်းအောင်ဆိုတော့အဲ့ဒီ BGF ငွေချေဝါနဲ့ချမ်းသာတဲ့အဲ့ဒီဘိုးဟာဆိုလို့ရှိရင်ကစုနဲ့အပါအဝင်သူတို့ရဲ့တပ်ဖွဲ့ဝင်တွေမော်လမြိုင်ဖက်ကိုဖျက်ပြေးသွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကဒီမကွေးတိုက်ကံမှနောက်ကံမှမှာဆိုလို့ရှိရင်တော့ရေနတ်တာစခိုင်းရှင်နဲ့အဲ့ဒီစခိုင်းကိုနေပြီးတော့ဒီတော်လိုက်ရဲ့ဖွဲ့တွေကတင်ပိုက်လိုက်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီစခိုင်းတိုင်ချုံအုပ်မျိုးနယ်မှာရှိတဲ့ ဟန်တစ်စီဆိုင်အနီးမှာအဲ့ဒီမှာငါရှင်ရောမြောက်ဖက်နေပြီးတော့ထွက်လာတဲ့ဒီအင်အားတရာစစ်ကြောင်းဝင်ပြီးတော့တိုက်ခိုက်တယ်အဲ့ဒီမှာစက္ကဆာအယောက်ပေါင်း၁၀ယောက်သေးတယ်နောက်တစ်ခုက KIA နဲ့ပူပေါင်းအဖွဲ့တွေကဒီဘုံမော်ကိုနေပြီးတော့ဆက်ပြီးတော့ထပ်ပြီးတော့တိုက်လာတယ်ဒီအပြစ်ခတ်ရဲစေးအဲ့ဒီမြင်းကလေးအကြောင်းညောသူတို့ကဆိုလို့ရှိရင် အပြစ်ခရက်ဆေးကိုကျင်ရတယ်ကျင်ရပြီးတဲ့နောက်ပိုင်းမှာအခုဆက်ပြီးတော့သူတို့ကစစ်ကြောင်းထိုးပြီးတော့တိုက်တယ်ဆိုတော့ဘုံဘုံမှာရှိတဲ့စကခ27အပါဝင်စခန်းအလုံးစုံသူတို့တပြိုင်တည်းတိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီမှာ၅ခုကိုသူတို့မင်းကြီးကတင်လို့ရတယ်အဲ့ဒီမှာတိုင်ရင်မိုးအပါအဝင်အရှင်းเนาะအများကြီးဖမ်းလို့ရရှိတယ် အဲ့ဒီမှာ park camp ဖြစ်မှာလဲစစ်ကြောင်းတစ်ကြောင်းထိုးတယ်အဲ့ဒီစကားစကားဆိုတော့အဲ့ဒီဟာကိုနေပြီးတော့ဒီဖက်ကညဝိုင်းပြီးတော့ပိတ်ဆို့ပြီးတော့တိုက်တယ်အဲ့ဒီမှာလဲအသေးပြောက်တော်တော်များတယ်နော်စကားစဖက်ကဆိုတော့အဲ့ဒီတည်င်းကိုတွေ့ရတယ်နောက်တစ်ခုကဒီစကိုင်းမျိုးနေမှာဆိုလို့ရှိရင်တော့အင်အား90နော်အင်အား90တက်မှတ်30နဲ့3ကအဲ့ဒီစစ်ကြောင်းထိုးလာတယ်ထိုးလာတဲ့စစ်ကြောင်းကိုနေပြီးတော့ဒီဖက်ကပိတ်ပြီးတော့အဲ့ဒီမှာတမလိုက်တယ်တမလိုက်တဲ့အခါကျတော့25ရောက်နော်အဲ့ဒီဒီမှာ25ရောက် ပြုတ်ခဲသွားတယ်ပြီးလို့ရှိရင်တော့ဂျန်တဲ့လူတွေကဖယိုးဖယိထွက်ပြေးသွားတယ်ထွက်ပြေးသွားပြီးမှပြန်ပြီးတော့သူတို့အင်အားစုတယ်စုပြီးမှပြန်ပြီးတော့အလုံးရင်းနဲ့ပြန်တိုက်တယ်ဆိုတဲ့ဟာကိုလေဒီနေ့သတင်းမီဒီယာမှာတွေ့ရတယ်နောက်တစ်ခုကစကိုင်းတိုင်းအင်းတော်မြို့သိမ်းတိုက်ပွဲမှာဖမ်းရတဲ့ဒီအရင်မူးတို့ထွေအုံးတို့စသဖြင့်เนาะအဲ့ဒီ38ရှစ်ယောက်ကို PDF တွေကနေပြီးတော့စစ်စစ်နေလို့မဖြစ်တယ်เนาะစစ်စစ်နေလို့မဖြစ်တယ်အဲ့ဒီမှာဒီအင်းတော်မြို့သိမ်းတိုက်ပွဲမှာဆိုလို့ရှိရင်သူတို့က ဒီရွာသားတွေကိုပြည်သူလူထုတွေကိုနော်အစုလိုက်အပြုံလိုက်တတ်တဲ့အထက်မှာဒီ30နဲ့8ယောက်ကပါတယ်ဆိုတော့အဲ့ဒီဟာကိုအသေးချာသူတို့စစ်ဆင်းနေတယ်တကယ်တမ်းစစ်ဆင်းလို့တွစ်ရှိချက်အရနော်သူတို့ကမှန်ကန်မှုရှိတယ်ဆိုလို့ရှိရင်သူတို့ကိုအပြစ်ဒဏ်ပေးမယ်ဆိုတော့အပြစ်ဒဏ်ပေးမယ်ဆိုလို့ရှိရင်တိတဲ့အတိုင်းပဲနော်တိတဲ့အတိုင်းပဲဆိုတော့သူတို့ကဆိုလို့ရှိရင်အခြေအနေမကောင်းဖို့ဒီ30နဲ့8ယောက်ဟာဆိုလို့ရှိရင်နော်လုံးဝအခြေအနေမကောင်းဘူးအင်းတော်မျိုးသိမ်းတိုက်ပွဲမှာပြည်သူလူထုတွေကိုအစုလိုက်အပြုံလိုက်နော်တပ်ဖြတ်တဲ့လူတွေဖြစ်တဲ့ဆိုတဲ့ဟာကိုတွေးရှိချက်ဟို မကန်မှုကိုတွေ့ပြီဆိုလို့ရှိရင်တော့သွားပြီအဲ့ဒီလူတွေကတော့ဆိုတော့သူတို့အခြေအနေမကောင်းမှုဆိုတဲ့ဟာတော့ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကတနင်္သာရီဒီတဝေရေဖြူမြို့နေမှာဆိုလို့ရှိရင်တော့ဒီ Harley Quick စခန်းကုန်နေပြီးတော့ဒီ Petrol Line ရဲ့ဖွဲတွေကတင်းတယ်တင်းတဲ့ခါကျတော့အဲ့ဒီမှာဗိုလ်ကြီးတယောက်ပါဝင်စစ်6ယောက်ကုန်နေပြီးတော့အရှင်ဖမ်းမိတယ်အဲ့ဒီမှာလဲစကားဆက်တွေတော်တော်ဖမ်းခံရတယ်အသေးပြောင်းလဲတော်တော်များတယ်နောက်တစ်ခုကပခိုးတိုင်းမင်းလှမင်းလှမြို့နေမှာဆိုလို့ရှိရင်ဒီစစ်ကြောင်းထိုးရတယ် စေးချောင်းထွက်လာတဲ့ဟာကိုဒီကနေမြောက်ဂျားဖြတ်ပြီးတော့အဲ့ဒီမှာတိုက်ခိုက်လိုက်တယ်တိုက်ခိုက်လိုက်တဲ့အခါကျတော့အဲ့ဒီမှာစကတ်စအယောက်6ယောက်နော်တေဆုံမှုရှိတယ်ဆိုတဲ့ဟာကိုလည်းတွေ့ရတယ်ဆိုတော့ဒီနေ့ April 29ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခါကိုနေပေးချပါပဲကျွန်တော်ဒီ